ယောက်ျားလေးတယောက်နဲ့အာတင်လိုက်လို့ရှိရင်အဖွားကြီးကအသက်ကြီးနေမလျှော့သေးဘူး။ကောင်လေးတငယ်လေးတွေကိုပဲစားချင်နေတာပဲဆိုတော့ကိုရီးယားဓာတ်ပုံလေးပဲတွဲရိုက်တယ်။ဒီခါတဲ့ခရင်ပေါ်ပို့ပြီးတော့ဒီခါတဲ့ပေးပြီးညာခိုင်းချလိုက်တယ်။ပူလောင်မှုတွေကိုလည်းမကြီးမလိုချင်တော့ဘူး။မကြီးကြောင့်အဲ့အောင်မြင်မှုတွေရပ်တန့်သွားတာမျိုးဆုံးရှုံးသွားတာမျိုးဖြစ်စေချင်အဲ့တက်ကြမလို့မအီးတက်နိုင်သလားကြီးတရားအနေနဲ့လှုပ်တင်လှုပ်ထိုက်တာမအီးလုပ်ပါဘူး။အော်မအီးဘသူ့အတွက်မှလည်းပူဆွေးဝမ်းနည်းခြင်းမရှိပါဘူး။စင်ခဲ့ပါ ကျွန်မလုံးလေးပါနော်အော်မကြီးကတော့လူတိုင်းကိုမြတ်တာထားနိုင်အောင်ဘာလို့အရင်တော့ကတော့မကြီးလည်းငယ်တဲ့သူလည်းဖြစ်တယ်အဲ့အချိန်မှာအောင်မြင်ကြော်ကြားတဲ့သူတူဖြစ်တယ်ပြီးလို့ရှိရင်မကြီးလည်းအသက်ငယ်တဲ့ရွယ်လည်းဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာဟိုကိုယ့်ရဲ့အောင်မြင်နေတဲ့အချိန်အဝါရောပြီးတော့ကိုယ့်ရဲ့ထက်မြက်တဲ့စိတ်ပေါ့ကိုစိုးစားမကြီးတို့ကကလေးဘွားတွေကကိုဘွားကတခုဖြစ်တည်လာအောင်လို့ ဟောတိဆောက်လာတဲ့သူဖြစ်တဲ့အတွက်အများနဲ့မာကြီးတို့မှာ active ဖြစ်တယ်ပြီးတော့အများနဲ့စိတ်တရားအာတိုးတက်ဖို့အတွက်ကိုဟိုဘာလို့ခေါ်မလဲထက်သန်တဲ့စိတ်တွေရှိတယ်ပေါ့အဲ့ချိန်မှာအဲ့လိုလူမျိုးတယောက်မှာကဟိုဘယ်လိုခေါ်မလဲငုံခံပြီးတော့မျက်ရည်ချတတ်တဲ့လူတွေမျိုးမဟုတ်ဘူးလေဟိုမခံကျင်စိတ်နဲ့နင်ပါလဲငါပါလဲဆိုပြီးတော့လုတ်တက်တဲ့လူပေါ့တစ်ချိန်တုန်းကပေါ့ဒါပေမဲ့အခုချိန်မှာမကြီးလဲအရွယ်တစ်ခုရောက်လာပြီဆိုတော့ဟို ပူလောင်မှုတွေကိုလည်းမကြီးမလိုချင်တော့ဘူးကိုကြောင့်လည်းဘသူ့မှာမပူလောင်စေချင်တော့ဘူးအဲ့အတွက်ကြောင့်မလို့မကြီးတို့တတ်နိုင်သမျှအေးချမ်းမှုရအောင်မကြီးတို့ဘာလုပ်ရမလဲအေးချမ်းမှုအတွက်ကိုမကြီးတို့ဘလို့နည်းနဲ့ဖြည့်ရှင်းကောင်းမလဲဆိုတော့စိတ်မျိုးမကြီးမှာရှိတယ်အော်ပြီးတော့မကြီးချောက်လူတိုးတယောက်ကအောင်မြင်တိုးတက်သွားတာကိုပဲမကြီးဖြစ်စေချင်တယ်မကြီးချောက်အဲ့အောင်မြင်မှုတွေရပ်တန့်သွားတာမျိုးဆုံးရှုံးသွားတာမျိုးဖြစ်စေချင်အဲ့အတွက်ကြောင့်မလို့မကြီးတတ်နိုင်သလား မြတ်တာထားပြီးတော့လူကြီးတယောက်အနေနဲ့လှုပ်တင်လှုပ်ထိုက်တာမကြီးလုပ်ပါတယ်ဟုတ်အရာရာကမကြီးတို့တရားသဘောပေါ့မကြီးတရားသဘောဟိုထိထိမိမိသိသွားတာပေါ့ဘာကြောင့်လဲဆိုတော့လောကကြီးမှာဘယ်အရာမှမမြဲဘူးဟောပျော်ရွှင်ခြင်းဆိုတာလည်းအမြဲမဟုတ်တယ်လို့ဝမ်းနဲ့ပူဆွေးခြင်းဆိုတာလည်းအမြဲမဟုတ်ဘူးပြီးလို့ရှိရင်ရယူပိုင်ဆိုင်ခြင်းဆိုတာလည်းအမြဲမဟုတ်တယ်လို့ဟောဆုံးရှုံးနေတာခြင်းဆိုတာလည်းအမြဲတမ်းမဟုတ်ဘူးအဲ့မဟုတ်မဟုတ်တဲ့ဒီမမြဲတဲ့သဘောတရားတွေပေါ်မှာနားလည်ခံစားမိတဲ့အခါမှာအရာရာကို ဒါကဖြစ်တတ်တဲ့သဘောပဲဖြစ်လေဖြစ်တာရှိတာပဲဆိုတော့စိတ်နဲ့ပဲမာကြီးဖြတ်တတ်ပါတယ်ဆိုတော့အခုဒါအမှန်တမ်းပြောဒါကတော့ကြော်ညာပေါ့နော် ကျွန်မအခုလက်ရှိမှာ ကျွန်မစင်ခဲ့ပါကျွန်မလုံးလေးပါနော်ကျွန်မတယောက်တည်းပဲကျွန်မအိမ်တလုံးမှာကျွန်မတယောက်တည်းပဲနေပါတယ်အဲ့အိမ်မှာကျွန်မတပည့်တွေကလိုအပ်တာကျွန်မကိုလှုပ်လှုပ်ပေးတာမျိုးပေါ့နော်အော်ရှိပါတယ်ဟိုအများထင်သလိုအချစ်တို့ကလွမ်းဆွေးခြင်းတို့ဘာလို့ ဘာမှမရှိပါဘူးတခါလေကြာရင်မာကြီး post တွေတင်ပါတယ်အဲ့တင်တဲ့ post တွေကမာကြီးဟိုဘယ်လိုခေါ်မလဲအပြင်းပြတင်တာမျိုးအပျော်ပြက်တင်တာမျိုးပဲဖြစ်ပါတယ်အဲ့တော့တခခုတင်လိုက်လို့ရှိရင်အဲခင်ဆန်းဝင်းကအဖွားကြီးအသက်ကြီးနေလင်းနာနေပဲယူနေတာပဲဆိုပြီးတော့အဲ့လိုမာကြီးကိုပြောတဲ့လူလဲရှိတိတခါလေကြာလို့ရှိရင်ယောက်ျားလေးတယောက်နဲ့အာတင်လိုက်လို့ရှိရင်အဖွားကြီးကအသက်ကြီးနေမလျှော့သေးဘူးကောင်လေးတငယ်လေးတွေကိုပဲစားချင်နေတာပဲဆိုတော့ဟို လူတွေပြောနေကြသလိုဒီအဲ့ရဘောကိစ္စအလွယ်တကူဖြစ်မြောက်လို့လားပြီးလို့ရှိရင်ကိုဖိတ်ခေါ်တိုင်းသူတို့ကလုံးမလားစဉ်းစားလေနော်မလွယ်ကူလေနော်အဲ့ဒီအပေါ်မှာကိုရီးယားဓာတ်ပုံလေးပဲတွဲရိုက်တယ်တခါတည်းခရင်ပေါ်ပို့ပြီးတော့တခါတည်းပေးပြီးညာခိုင်းချလိုက်တယ်ဆိုတော့ကျမလည်းကိုမလုပ်တဲ့ကိစ္စတခုတည်းကျမမှဖြစ်ရှင်းနေရတာအသိတခါလေးကျတော့စိတ်ညစ်ပါတယ်เนาะဆိုတော့အော်ဆိုရှယ်မီဒီယာမှာ အမကြီးကအခုနောက်ပိုင်းမှာပေါ့ဟောကြပါပြီမကြီးမှလည်းအချက်လည်းမရှိပါဘူးအော်မကြီးဘသူတက်မှလည်းပူဆွေးဝမ်းနည်းခြင်းမရှိပါဘူးတခါတလေပေါ့မကြီးစိတ်ထမခံစားမှုတစ်ခုဖြစ်လို့ post တွေပါတင်တင်တယ်တခါလေကြလို့ရှင်ချက်ချင်းပြန်ဖြစ်လိုက်တာမျိုးဘာကြောင့်ဆိုကိုတင်လိုက်တဲ့ post ကြောင့်ဘသူများထိကန်နေတာသွားမလဲဆိုတော့နှစ်ဖက်ပေါ့မကြီးပြန်တွေးတတ်ပါတယ်အဲ့တွေးတဲ့အတွေးနဲ့ပဲမကြီးဟော ကိုကိုကိုပေါ့ပြန်စင်ကြကိုကိုကိုပြန်ဆုံးမရတာပေါ့နင်မလုပ်သိဘူးဒါမျိုးဆိုရင်ဖြစ်သိအောင်ဆိုတဲ့အားမျိုးကိုကိုကိုပေါ့ comment ပြန်လုပ်တာပေါ့နော်ဆိုတော့ခုနပြောသလိုမာကြီးပြောသလိုမာကြီးချမတူမှာထိကြိုက်နေတာမျိုးမဖြစ်စေချင်ပါဘူးနော်ပီတိလေးကတော့လေဘာဖြစ်ဖြစ်ဘယ်ကရော့ခံပုံကိုတွေကဘာဖြစ်အသက်60ကျော်ပုတ်ခုတွေပေါ့နော်ပုတ်ခုတွေဖြစ်တဲ့အတွက်တချို့ဆို80ကျော်တွေပါပါတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ကျမကြီးလက်ချုံရင်းလာတယ်ပြီးလို့ရှိရင်ဟိုသူတို့မှလည်းအော် အရင်အောင်မြင်ခဲ့တဲ့ဘဝတွေလိုမဟုတ်ဘဲနဲ့အခုချိန်မှာလည်းအလုပ်တရားမရှိကြတော့ဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ဝင်ဝင်လဲနဲလာကြတာပေါ့နော်အော်တချို့ LGBT တွေဆိုလို့ရှိရင်အော်မိသားစုကပြစ်ပက်ခြင်းခံရတဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့တို့ရဲ့အော်စာဝတ်နေရေးအတွက်ကောပြီးတော့တို့ရက်တရေးအတွက်ကောပေါ့နော်ဟိုအခက်အခဲတွေဖြစ်နေကြရယ်ပေါ့နော်ဆိုတော့မိုင်းတို့ကတော့အော်မနစ်အော်မနစ်ကလည်းတော့ဒီနေ့မှာပို့ပြီးတော့အော်လှူတာပေါ့နော်ဒါမဲ့လည်း မိုင်းတို့လှုပ်ပေးနိုင်တယ်ဆိုတော့အမောင်းကလည်းအများကြီးတော့လည်းမဟုတ်ပါဘူးဆိုတော့ဘာဖြစ်မိုင်းတို့လှုပ်ခိုင်းခဲ့တဲ့အပေါ်မှာတော့ကိုကိုကိုတော့ပီတိဖြစ်ပါတယ်ဘာဖြစ်အားနေတဲ့အားနေတဲ့သူကိုလက်တွဲကူအောင်မိုင်းတို့တောင်းဝင်မယ်လေနော်ဒီအခုကရော့ခံတဲ့တမလည်းမိုင်းရဲ့ဆရာတွေမပါပါဘူးမိုင်းဆရာတမားတွေမပါဘူးဒါပေမဲ့မိတ်ကက်ကိုမနဲ့မိတ်ကက်ဆိုးဆိုးကတော့မိုင်းတို့ရဲ့မြင်းဆရာတွေမှာပါတယ်ဒီမိုင်းတို့ဆရာမိတ်ကက်ဆန်နီဆိုလဲဘာပဲဖြစ်ဖြစ်အခုတော့ ကွယ်လွန်သွားပြီပေါ့နော်သူတို့ဆိုလို့ရှင်လဲလူရှင်လောကမှာရုပ်ရှင်မိတ်ကပ်ရဲလို့သူတို့လမ်းဖောက်ပေးခဲ့တယ်။အော်ပြီးတော့သူတို့သမီးလောကမှာလည်းသူတို့သမီးမိတ်ကပ်ပြင်နိုင်အောင်လို့သူတို့လမ်းဖောက်ပေးခဲ့တယ်ပေါ့နော်လမ်းဖောက်ပေးခဲ့တယ်အရင်တော့ဆိုရင်အမျိုးသမီးမိတ်ကပ်ဆရာတွေနဲ့ပဲလိန်ကြတယ်မိုင်းတို့ခက်ငယ်ငယ်လောက်ထိကိုအမျိုးသမီးမိတ်ကပ်ဆရာတွေနဲ့ပဲလိန်ကြတယ်ဒီမိတ်ဟောမိုင်းတို့ဒီ LGBT မိတ်ကပ် artist တွေကိုတိတ်လူရမသွင်းဘူးအလိမ့်မခံဘူးပြီးတော့ဟိုဘလောက်ပဲမိန်းမစိတ်ပေါက်နေပါစေဟိုယောက်ျားလေးဖြစ်တဲ့အတွက်ကိုယ့် ဟိုကိုခန္ဓာထိမှကြိုင်ပါတယ်မြန်မာတွေကကြောက်ကြရတယ်အဲ့လိုမျိုးပေါ့နော်ဟိုအရန်ကိုလူတွေလက်ခံလာအောင်လို့မာကြီးတို့နှစ်ရှည်လာများမာကြီးတို့ရှေ့ရလူကြီးတွေကနေတွန်းလှန်ပေးခဲ့ကြရတာစူးစမ်းပြီးတော့ဒီလမ်းကိုဖောက်ပေးခဲ့ကြတာဆိုတော့ကိုယ်ဆရာသမားမဖြစ်မဖြစ်တော်ညာလဲအော်သူတို့နဲ့ဆက်နွယ်တဲ့လူကြီးတွေကိုမာကြီးတို့ကဂါရဘထားမှာမာကြီးတို့တာဝန်ပဲမာကြီးတို့ဒီအလုံးနဲ့တမူဝန်ကြောင့်ပြူတာဖြစ်တဲ့အတွက်ဆိုတော့အဲ့ဒီမှာတချို့ဆိုရင်ငါတို့ဆရာတွေမပါအောင်ငါတို့ သင်ပေးတဲ့လူမျိုးရှိဗမာပြည်မှာငါတို့ဆရာမရှိဘူးဆိုပြီးတော့တချို့တွေဆိုမလာကြအောင်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ခုကတော့ဝမ်းနဲ့ဆရာတိတ်ကောင်းပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ဟိုငပိဖုတ်တာမှဆရာမပြရင်နီးမချအောင်ဆိုတဲ့ဇကပုံတော်ရှိသေးတာပဲဆိုတော့အဲ့ဒါလေးပေါ့လေဘာဖြစ်ဖြစ်မိုင်းတို့အော်ရှင်းရှင်းပြောလို့ရှိရင်တော့မိုင်းတို့ LGBT အချင်းချင်းတယောက်ကိုတယောက်ပြိမကူညီပြီးတော့တယောက်အားနဲ့ချက်ကိုတယောက်ကနေပြီးတော့အားသာတဲ့လူကဝိုင်းဝန်းကူညီရင်းနဲ့ဖြတ်တန်းကြမယ်ပေါ့ မိုင်းကြီးကတော့အဲ့လိုပဲဆုံးဖြတ်ပါတယ်အခုဘာပဲဖြစ်ဖြစ်ကိုတွေလည်းတစ်ချိန်ကျလို့ရှိရင်မိုင်းတို့လည်းဒီကြော့ခံတဲ့ပုံကိုယ်တွေနေရာရောက်မှာပဲဒီလိုပဲအခုအာဒီလိုမျိုးအာပြုတ်မှုဖို့မလုခဲ့တဲ့လူတွေလည်းတစ်ချိန်ကျရင်အသက်ရွယ်ကြီးရင်းတဲ့အရွယ်ကိုရောက်လာကြမှာပဲเนาะဆိုတော့ဘာပဲဖြစ်ဖြစ်ဟိုအချိန်အချိန်နေဆိုရက်တက်မသွားပါဘူးเนาะအများတန်းเนาะရှေ့ကိုတိုးသွားနေတာဖြစ်တဲ့အတွက်ဟိုကို့လှည့်ကြရင်တော့ဘောเนาะ thanh này xiềng thì bọn nó hả